ဇလန်ကလက်ရှိပြည်သူ့ပုံပြောင်းသွားပြီးစစ်ဘော်ကဆက်ပြည်နေလုံဖြစ်ကဒီအန်ဆာယာဘန်ဖီကဘလက်မကောင်မောင်းနေပြီးအပြင်းထန်ဆုံးတိုက်ခိုက်နေခဲ့ပါတယ်။နောက်ဆုံးမှာသူကစစ်ဘော်ကိုနိုင်ရလိုက်ပါတယ်။အဲကြောင့်ပျော်ရှင်သွားတဲ့သူကဒီကဘာမှာငေါ့ကိုဘယ်သူမှမကြုံနိုင်တော့ဘူးလို့ပြောဆိုလိုက်ပါတယ်။သူစစ်တပ်ကဝန်ထမ်းမျိုးကနေရောက်လာပြီးဒီအန်ကသူ့အဓိကတင်မော့ဘုံကိုတက်သွားခဲ့ပါတယ်။ထို့တော်တွင်အခြားနယ်ပယ်တစ်ခုမှာကမာဇာကီကိုမွေးဖွားစေခဲ့ပြီးဒီကဘာတစ်ကိုတာမဏိလက်နဲ့အုပ်ဆိုးဖို့စေပံပြထားခဲ့တာဖြစ်ပါတယ်။ဒီကအခုချိန်မှာဒီကဘာတိတ်ရဲ့မူဝတ္တဝီဖြစ်လာကဖေတလုံးရဲ့ခေါင်းပေါ်မှာသူ့တိတ်ကိုပြန်တည်ရနေခဲ့ပါတယ် သူ့မိသားစုကဟိုက်ဒရာလို့ခေါ်တဲ့ဂျူတခုပေါ်အုပ်စိုးတဲ့ဆိုတာမှတ်မိပဲပဲ။အေပြောတဲ့ကသူ့မွေနေအထိမ်းနဲ့ကျိုးစုံမှုတွေပြုလုပ်နေအောင်တွေးလိုက်ရပါတယ်။သူ့မိကဒီနေ့ဟာသူ့မွေနေလို့ပြောပြီးအထူးလက်ဆောင်တစ်ခုပေးလိုက်ပါတယ်။သူ့မကမော်ပြင်ကောင်ကိုအသုံးပြုပြီးသူ့ကိုလက်ဆောင်တစ်ခုစီခေါ်ဆောင်သွားပြီးဂျီမွန်ကွန်ထရိုးတစ်ခုဖြစ်တယ်လို့ပြောပါတယ်။သူ့မိကဒီကိရိယာကိုအသုံးပြုပြီးသူ့ကြိုက်နေတတ်တဲ့အစီကံတယောက်ကိုရွေးချယ်တယ်လို့ရှင်းပြပါတယ်။အာဟန်တင်လာတဲ့လီယန်ကသူ့ကြိုက်တွေကိုတကူးစားရွေးချယ်ပြီးချက်လုပ်နေပါတယ်။အဲ့ဒီအချိန်မှာသူ့ဖေရောက်လာပြီးပူကျန်းတဲ့အာဟန်တင်စရာတစ်ခုပေးပါတယ်။ ဒါပေမဲ့အဲ့ဒါကဗန်ဖေးရဲရော်ကိုပေးတာဖြစ်လို့အသက်၅နှစ်ရွယ်မှာကလောက်ဖြစ်ခန်းခံလိုက်ရတာကိုလီယန်ကအံ့အံ့တင်တော်ခဲ့ရပါတယ်။လီယန်အတွက်ဒါကဆွေးရမလို့ဘူးလို့သူ့ဖေကအားပေးပြောဆိုနေကလီယန်ကသူတို့ကိုလာစဉ်ပတ်စံပို့ပေးဖို့လိုတယ်လို့ပြောပါတယ်။သူ့ဖေကတဘောတူပြီးဒီလီနန်နဲ့လီယန်ကလွတ်လွတ်လပ်လပ်နေနိုင်မယ်လို့ပြောပါတယ်။အကျိုးကျေးဇူးတွေမြင်တဲ့အခါလီယန်ကသားချုပ်ကိုလက်မှတ်ထိုးလိုက်တာဖြစ်လို့သူ့ဖေကအရန်ပြုတ်သွားခဲ့ရပါတယ်။မိဘတွေကမျိုးတော်ထွက်ခွာသွားပြီးလီယန်ကသူတို့ရဲ့နေမျိုးကိုအုပ်စုဖို့ခြံထားခဲ့ပြီးအတွင်းမှာကျင်းနေခဲ့တဲ့လီယန်ကသူ့လိုချနေခဲ့ပါတယ်။ အခုသူ့မှာအပြည့်အဝထိန်းချုပ်ခွင့်ရှိတာကိုသိလိုက်ရပြီဖြစ်တာကြောင့်သူကလမ်းညွှန်ကိုသူ့ကိုလုပ်ပေးခဲ့တဲ့အခွင့်အရေးအတွက်အထူးကျေးဇူးတင်နေခဲ့ပါတယ်ထို့တော်တွင်လီယန်မူလကပါမှာကာမဇာကီရဲ့အလောင်းကကျင်းနေပြီသူ့ဝိညာဉ်ကလုံးဝပြောက်သွားခဲ့ရပါတယ်လမ်းညွှန်ကပျော်ရှင်စွာနဲ့သူကငါးခေါင်ခွင့်နဲ့ကြာသွားတာဘယ်တော့မှသိမှာမဟုတ်ဘူးလို့ပြောရင်ငါကသူ့ရဲ့နှုတ်တက္ကဆောင်နဲ့ခံစားချက်တွေကိုအမြဲတမ်းစားတော့နေမယ်လို့ပြောပါတယ် သူကနောက်ထပ်အလုပ်တွေပြီးအောင်လုပ်ဖို့ပြင်ဆင်နေခဲ့ပြီမိကကကာမာဇာကီရဲ့အရင်ကြီးခဲ့တဲ့စကားပြောနေရအောင်တွေ့လိုက်ရပါတယ်ကြီးရဲ့ကကာမာဇာကီအတွက်စိတ်ပကောင်ဖြစ်နေတယ်လို့ဖန်ဆောင်နေပေမဲ့မိကကဂူးဆိုင်ဦးစုကမိမမယာရွှေပေးမရတယ်လို့သူမရဲ့ဘဝတက်ကိုပဲဂူးဆိုင်နေခဲ့ပါတယ်သူမကဘာဆက်လို့ရမလဲလို့မေးရင်အကြီးကကယုံကြည်မှုရှိချင်နဲ့မကြခင်မှာလက်ထပ်နိုင်တယ်လို့ပြောပါတယ်ယုတိရဲ့အာနာပါနေရောက်လာပြီးကာမာဇာကီကိုစီရင်ခံရဖို့သူအစီအစဉ်ကိုဖော်ထုတ်ပြလိုက်ပါတယ်အကြီးကကစိတ်ပျက်သွားပြီးမှားယွင်းနေတယ်လို့သူပြောပေမဲ့သူကိုဖန်သီးကောက်ဆောင်သွားကမိကကသူတို့ကိုရတမ်းဖို့ကြိုးစားနေပေမဲ့လက်ကားဖြစ်နေခဲ့ရပါတယ် လက်ညှိုးကဒါကမင်းရဲ့ရွေးချယ်ခဲ့တဲ့ပြင်နာမှုပါဆိုပြီးတော့အခုတော့မင်းကိုတကယ်ချစ်တဲ့သူတွက်ခွက်သွားပြီလို့ပြောနေမိကကထိုးကြတော့ခဲ့ရဖြစ်ပါတယ်ဒီကဘာတဲ့အခြားသမီးအားမှာလက်ညှိုးကကမာဇာကီကိုစောက်ကြည့်နေခဲ့တာဖြစ်ပြီးဒီကဘာမှာလူတွေကအသက်ရှည်ရာကြာတာကြောင့်သူဟာအချိန်ကြာကြီးခံစားရမယ်လို့ပြောရင်နှုတ်လက္ခဏာဆောင်နဲ့ခံစားချက်တွေကိုအဆုံးမရှိထောက်ပံ့ပေးနိုင်မယ်လို့ပြောပါတယ်ထို့တော်တွင်ခွေးတကောင်ရဲ့ဝိညာဉ်ကပေါ်လာပြီးကမာဇာကီကိုကြည့်နေပြီးတော့တွက်ခွက်သွားခဲ့ပါတယ် ဒီကဘာရဲ့အခြားတနေရာမှာတော့အာဂဒလူရမှုအဖွဲ့တစ်ခုကြာစစ်ပွဲတစ်ခုဖြစ်ပါနေပြီသူတို့ကသူတို့ရဲ့အားကောင်းတဲ့မကားတွေကိုတုံးပြပြီးအားလုံးကိုလူရဖို့အစဉ်တစ်ဖြစ်နေပါတယ်မြို့သူကောင်းဆောင်ကအနိုင်ရမယ်လို့ယုံကြည်နေပေမဲ့ကြောက်စရာကောင်းတဲ့မကားအစ်စ်တစီပေါ်လာတဲ့အခါအဖွဲ့တစ်ဖွဲ့လုံးတယောက်တည်းနဲ့ဖြတ်စီပြစ်လက်ခံလာရပါတယ်စပေါ်ကစပြစ်နေပြီပြူအမကကိုခရစ်စတီနာကဥဆောင်နေပြီသူမကတချင်ကမကတယောက်ဖြစ်ခဲ့ပြီဒီရန်နဲ့မတွေ့ရင်ဟာဖြစ်ပါတယ်ဒီရန်ကအိမ်မှာပြောင်းတဲ့အခါသူကတက်တက်လုံးနဲ့မှရဲတကောင်ကိုတွေ့လိုက်ရပြီနောက်ဝင်မြင်တဲ့အခါသူမှရဲပျော်ရွှင်မှုကိုခံစားလိုက်ရပြီဥတောင်းဆိုခဲ့တဲ့အစီကံနဲ့ကန့်ညီရအောင်တတိထားမိလိုက်ပါတယ် ဒီဘက်ကကိုဘယ်လိုဖွင့်ရမလဲဆိုတာမသိလို့ကအစီကံကိုအကူညီတောင်းပေမယ်အစီကံကတက်တာကလုံချိုးရေးအတွက်ဒီဇိုင်းလုပ်ထားတာလို့ရှင်းပြပြီဒီကသူ့လက်ကိုအပေါ်ကနေတင်ဖို့လိုတယ်လို့ပြောပါတယ်ဒီကလှုပ်လှက်တဲ့အခါတက်တာကပျောက်ကွယ်သွားပြီအစီကံကပေါ်လာကအစီကံသူ့မျက်လုံးလေးကိုဖွင့်ပြီကျမနိုင်မီကအာမိုနီပါလို့ပြောရင်ခမောင်းကိုလေးစားပါတယ်လို့ညီကြီးစွာမိတ်ဆက်လိုက်တာကိုသိလိုက်ရပါတယ်ဒီကကနည်းနည်းတင်းကျပ်နေပြီအာမိုနီကသူ့ကိုနောက်ထပ်အချက်လက်ပေးဖို့ကြိုးစားနေပေမယ့်သူကအာယုံမဆိုင်ပဲအယုတ်ကဘာနဲ့လှုပ်ထားရလဲလို့စစ်တင်နေပြီးတော့အာမိုနီကိုခေါ်သွားပြီသူ့ကိုတားဆီးဖို့ကြိုးစားရတဲ့အစီကံကိုလှုပ်လှုပ်ရှားလိုက်ပါတယ်ညနေပိုင်းမှာအာမိုနီကဒီကကိုနှိမ့်နေပြီးဒါကသူ့ကို နိုင်ရစီပဲမဲ့အစီကံကအတူရောင်ငယ်ရင်တူးအပေါ်အလုံးစုံမမိခိုးဖို့တတိပေးနေပါတယ်။ဒီကကဒီချက်ကိုနားမလဲပဲသူကအမ်မိုနီကိုသူ့ကိုထိခိုက်နိုင်မလားလို့မေးပါတယ်။အမ်မိုနီကမတိခိုက်မှမလို့ဆိုရင်သူကသူ့ရဲ့တခင်လို့ဖိလိုက်တာကိုကြားလိုက်ရတဲ့ကလီယန်ကစစ်တပ်တရရသွားခဲ့ရပါတယ်။တင်းနေမှုကိုနောက်တစ်ခါထပ်ခံစားရပြီးယုဒိယအစီကံကအင်ပါယာကအတူရောင်ငယ်ရင်ကိုမနစ်တက်ဘူးလို့ရှင်းပြနေပေမဲ့လီယန်ကဘာကြောက်လဲလို့မေးတဲ့အခါအစီကံကအတိတ်မှာငယ်ရင်သူ့တွေနဲ့ထိန်းချုပ်ထားတဲ့ဆက်တွေကလုံခဲစွာအားကောင်းလာပြီးလူသားတွေကိုဖျောက်ချဖို့နှိမ့်ဆက်သွားတယ်လို့ပြောပါတယ်။ ုံကမှုတစ်ခုကသူတို့ကိုဖယ်ရှားပစ်လိုက်ပြီမိမာယာတီထောင်လိုက်ကဒီငန်းဒါဆိုသူ့မိကဘာကြောင့်သူ့ကို AI အခြေခံနဲ့အခြေခံပေးရတယ်လို့မေးပါတယ်အခြေခံကဝင်နေနေပဲမဲ့နောက်ဆုံးမှာဗာဖီမိသားစုကအကျွင်းနဲ့နှမြုပ်နေတယ်လို့ပြောပါတယ်ရင်ကသူ့ဖေတို့ကသူ့ကိုဒီလိုအခြေအနေဆိုးတဲ့ရောက်တမင်လောက်ခဲ့တာလို့မင်းနေရဖြစ်ပေမဲ့အစီကံကသူတို့မှယူချက်စရာမရှိဘူးလို့ရှင်းပြလိုက်ပါတယ်သူတို့ရဲ့ပတ်စံအများစုကိုအကျွင်းရှင်တွေကလူ့သားပြီလို့ပြောပါတယ်ဒီရင်ကဒီကြုံမှာတမိုးရှိတဲ့အရာဘာမှမရှိဘူးဆိုတာသတိထားလိုက်မိပေမဲ့ဘာတစ်ခုထဲမှာဒေတာတန်တချို့ကသူတို့ရဲ့တက်လွင်တဲ့တခင်ကြောင့်ဆွေးနွေးနေကြပါတယ် အသက်ငါးနှစ်ပဲရှိသေးတယ်အဘအန်တနေကြမှာအဖိုးတယောက်ကမျက်နှာရှုပ်ပြီးအစ်စ်ဖြစ်နေတဲ့တခင်တွေကအခုန်သွင်းနေမြင်နေတာစီလေလို့ပြောပြနေပါတယ်။ဘာစိမ်မှရှိရဲ့မျိုးသမီးကတတိထားဖို့လိုတယ်လို့တတိပေးကတယောက်ကြားသားတယ်လို့ပြောနေပါတယ်။ဒီကျိုကအရာမထင်ဘူးဆိုတာတိလိုက်ရတဲ့အခါသူ့ကိုယ်ပိုင်မိသားတွေကသူ့ကိုလှည့်စားခံလိုက်ရတဲ့တိလိုက်ရတဲ့အချိန်ဒီငါသူ့တိတ်ဘွားမှာတိတ်ဆတ်ဖို့ခံရတာကိုတတိရလိုက်ပြီဖြစ်ပါတယ်။ ဒါပေမဲ့အင်းစီတိတ်ဆိတ်နေတဲ့အမွန်ဒီကိုကြည့်တဲ့အခါသူ့လိုပဲကဘာကြီးကသူ့လိုချင်တာမရှိတဲ့သူပဲမြင်လိုက်ရပါတယ်။သူကအမ်ပါယာကအတူရောင်ရင်တူကိုမနစ်တက်ဘူးဆိုပေမဲ့ငါ့ကောင်ကလည်းဘယ်သူမှကင်းစိုက်ဘူးလို့ငါတို့အတူတူရင်းနှီးနေချင်တယ်လို့ပြောပါတယ်။အစီကံကသူ့ကိုဒီတွေးကိုဖျောက်ဖို့ကြိုးစားပေမဲ့လီယန်ကလှစ်ချထားလိုက်ပါတယ်။အကျွေးကနေလွတ်မြောက်ပြီးအာနာရဲ့ဖို့စစ်ပန်ဖြစ်တာပေမဲ့လီယန်ကအမွန်ဒီကိုသူ့ကိုကူညီမယ်လို့ပြောပါတယ်။ပြီးတော့သူ့ဘေးကမိုးနဲ့ခေါင်းဆောင်ဖြစ်ဖို့ညောင်အောင်အတွက်အမွန်ဒီကိုအမြဲတမ်းလိုက်ရမယ်။မိတ်တုံးချက်ချမှတ်လိုက်ပါတယ်။အမွန်ဒီကမတုံလို့သဘောတူလိုက်တာ ဒီရန်ကသူ့အုပ်ချုပ်ခြင်းမဲ့အခုချိန်မှာလိုအပ်တဲ့ကြောင့်ညှို့မှုမရှိသေးဘူးလို့အတိမတ်ပြောဆိုကြတယ်။အမ်မိုဒီကသူ့ကိုအချိန်ကြိုတင်ထားတဲ့အတိအိတ်ကနေအသိပညာရနိုင်ရလို့အကြံပေးနေတာကိုအစီကံကကန့်ကွက်လိုက်ပါတယ်။ဒီရန်ကိုအစိုးရဘက်လွှမ်းမိုးရေးဗိဒါကအန်နေရှိတယ်လို့သတ်ပြောနေပေမဲ့ဒီရန်ကနားမထောင်ပဲသူ့ရဲ့အင်ပါယာဥပဒေအရဒီရန်ကူညီချိုးကိုကွင်းပြူထားရလို့ညှို့ကုန်နေပြီးသူ့မှာအုပ်ချုပ်ဖို့ဘယ်လိုလုပ်ရမလဲဆိုတာမသိသေးတဲ့အတွက်အမ်မိုဒီကသူ့ကိုကူညီမယ်လို့ပြောပါတယ်။ဒီရန်ကအချိန်ကြိုတင်ထားတဲ့အိတ်တွေဝင်ဖို့အသိပညာနေတဲ့အခါ အစီအစဉ်ကစိုးရိမ်နေတုံဖြစ်ပေမဲ့ရင်းရှင်တွေကလီယန်အီအန်ကိုသိရင်ဝင်ရောက်ဆက်ပတ်မယ်လို့ကြောက်နေတာဖြစ်ပါတယ်။ဒါပေမဲ့လီယန်ကမတုံမလုံရက်တီနေကအဲ့ဒီမှာ6လကြာပြီးရင်သူ့မှာ10နှစ်စာလောက်အသိပညာရလာမယ်လို့ရှင်းပြလိုက်ပါတယ်။ရင်းကအမ်မိုနီမှာစိတ်ကစားရရှိလာလို့မေးတဲ့အခါအမ်မိုနီကသူ့မရဲ့ညင်ကြီးကစိတ်ကစားချက်တွေကိုနားလည်နိုင်ပေမဲ့တကယ်စိတ်ကစားချက်တွေမရှိဘူးလို့ယုံကြည်တယ်လို့ပြန်ပြပါတယ်။ဒါပေမဲ့လီယန်ကသူ့မကိုသူနဲ့အတူနေဖို့ပြောတဲ့အခါသူ့မရဲ့ပရိုဖက်ဆာကတူတောင်းတဲ့အချိန်တွင်မလုံမြတ်တော့ခဲ့ရလီယန်ကဒါကိုတတိထားမိပြီးအနေနဲ့ရှင်းသွားခဲ့ရပါတယ်။နောက်ဆုံးမှာသူ့အသိပညာတွေဝင်ရောက်ဆက်ပတ်ဖို့ ဲ့ဒီကိုစတင်ဝင်သားခဲ့ပါတယ်။သူပြသွားကဏ္ဍမှာအမ်မိုဒီကသူ့ကိုစောင့်နေမယ်လို့အားပေးပြောဆိုလိုက်ပါတယ်။